်မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်သူစစ်ကူပုတ်ခံရသည့်ဒုတက်ရင်မူဘုံမူစနိုက်ပါဖြင့်တေဆုံးစစ်ကောင်စီအင်အားတရာကျော်အဆက်အသွယ်ပြတ်တောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့သို့နောက်ဆုံးအခေါက်စစ်ကူပိုခံရသည့်ခမရ217မှာလူတက်ရင်မူဖုံးမူဝင်တန်သည့်ဇွန်လ9ရက်တွင်အာရကတက်တော် AAE စနိုက်ပါဖြင့်တေဆုံးသွားခဲ့ကြောင်း CDM ဘူကြီးစင်ရော်ကသတင်းဌာနကိုပြောပါရသည် ၎င်း၏နာယီအတူပါရက်လေကိုရန်ကုန်မြို့လှေကူအခြေဆိုင်အမတ်၂၁ချင်းမြန်တရင်တွင်ယနေ့ဇွန်လ၁၅ရက်ကပြုလုပ်ခဲ့ကြောင်းသိရပါသည်။ဒီနေ့မှနာယီပြုလုပ်တဲ့အမတ်၂၁ချင်းမြန်တရင်ဒုတိယတရင်မှုဘုံမှုဝင်တန်ကစနိုက်ပါထိမှန်တာရောက်ရောက်ချင်းတွေမှာထိမှန်တာလို့ကျွန်တော်တို့သိရတယ်။သူကတရင်မှုစီသွားပြီးတရင်ပို့ပြီးအပြန်ပါတယ်။အာရကတပ်တော်ကစနိုက်ပါနဲ့ချိန်မုံနိုင်တဲ့အနေအထားမျိုးအဲ့ဒီပုံမှုကအပတ်စဉ်48ကလို့သိရတယ်။ မပခမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာဦးစီးအရာရှိဒုတိယရန်စစ်ရေးဌာနမှာအလုပ်လုပ်လာတဲ့သူဖြစ်တဲ့ကြောက်ပြူမျိုးကိုအခြေချချခြင်းပဲချက်ချင်းစနိုက်ပါနဲ့တုတ်တင်ခံလိုက်ရတဲ့အနေအထားမျိုးလို့သိရပါတယ်ဟုစီဒီအမ်ဘူကြီးစင်ရောကပြောပါတယ်။ထေဆုံးသွားသည့်ဘုံမူးဝင်သက်အသက်39နှစ်ဤဇနီးဖြစ်သူဒူရဲအုပ်ဒေစီဝင်းဒီလေကချင်ပြည်နယ်မြစ်ကြီးနားလေစိမ့်မှာဒူရဲအုပ်ဖြစ်ပြီးခင်မွန်းအရှိန်အဝါဖြစ်ငွေညစ်သူဖြစ်ကြောင်း၎င်းကတဆက်တည်းပြောပါတယ်။ ဘုံမူဝင်းသက်အနေဖြင့်ပြီးခဲ့တဲ့ဇွန်လ9ရက်ကရန်ကုန်မြို့မှာကြောက်ပြူမြို့အမှတ်1စိတ်ကန်းတို့ဖောကား6စီးဖြင့်စစ်ကူအင်အား200အထက်နှင့်အတူလက်နက်ခဲယမ်းများတင်ဆောင်လာသည့်ရေတပ်သင်းမော့ဖြင့်ပို့ဆောင်ခံရသူဖြစ်ပါသည်။ထို့ပြင်ကြောက်ပြူမြို့တွင်စစ်ကောင်စီ၏စစ်ကြောင်းအင်အားတရာဝန်းကျင်မှဆက်သွယ်မှုပြတ်တောက်နေကြောင်းပိုးကြီးစင်ရော်ကဆိုပါသည်။ကြောက်ပြူနယ်မြေထဲမှာပြီးခဲ့တဲ့ရက်ထက်ကစစ်ကြောင်းအင်အားတရာဝန်းကျင်ဖြစ်ခြင်းလည်းဖြစ်မှာပေါ့။ ဆာရွက်မှာပြတဲ့သတင်းဆိုတော့ဆက်သွယ်မှုပြတ်တောက်နေတယ်ဆိုတာလွန်ခဲ့တဲ့ရက်တွေကကြားရတာတည်ဆုံးလာလားအဖမ်းခံရတာလားဆိုတာလက်ရှိမှာလည်းအလံဖြူထောင်လက်နဲ့ချရဲလို့လည်းကျွန်တော်တို့သိရတယ်။ဒါပေမဲ့အရက်ကကြက်တော် AA ဘက်ကတီးကြအတီးပြုတ်နိုင်ခြင်းမရှိသေးဘူး။စစ်ကောင်စီဘက်ကတော့အင်အားတရာခန့်ရှိတဲ့စစ်ကြောင်းတစ်ကြောင်းအဆက်အသွယ်ပြတ်တောက်နေတယ်ဆိုတာသူတို့ရဲ့ဆက်သွယ်မှုကွန်ရက်ထဲမှာကြားသိရတာရှိပါတယ်ဟုလက္ခဏာကပြောပါတယ် ရှက်ခိုင်ပြည်နယ်ကြောက်ဖြူမျိုးနယ်အတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများတွင်စစ်ကောင်စီတပ်ဖွဲ့မှတရင်လိုက်လက်နက်ချအလင်းဝင်မှုရှိပြီးတေဆုံးမှုများများပြားကြောင်းစစ်ရေးတရင်ရင်းမြစ်နှင့်ဒေသခံများကတရင်ဌာနကိုယနေ့ဇွန်လ15ရက်တွင်ဖြေချထားပါသည်။လက်နက်ချအလင်းဝင်သူများမှပြီးမဘက်မှစစ်ကူပိုးလိုက်တဲ့တရင်ဖြစ်ပြီးလက်တလောတိုက်ပွဲပြင်းထန်နေသည့်ရဲတပ်ရင်32အနီးမင်းတပ်တောင်ကြီးရွာတိုက်ပွဲမှဖြစ်ကအကြီးကဲတအုပ်အပါဝင်တပ်သားအများအပြားဖြစ်ကြောင်းဒေသတွင်းစစ်ရေးတရင်ရင်းမြစ်ကတရင်ဌာနကိုပြောပါရသည်။ ပြီးခဲ့တဲ့မေလ30ရက်တွင်စစ်ကောင်စီတပ်မှစစ်ဦးစီးမှုပထမတန်းကြီးဝမ်းအစဉ်ဒုတိယဗိုလ်မှူးကြီးနှင့်အတူတပ်သားများကိုအရက်ကတပ်တော် AA ကလက်ရဖမ်းဆီးမိခဲ့သည်ရှမန်နီစွန်း14ရက်ကရဲတရင်30နှစ်အနီးပြိုင်ကင်းစစ်ကြေးရွာနှင့်လက်ညဝရီရေတပ်ဌာနချုပ်တို့သွားသည့်တစ်ပုတ်တောင်လမ်းခွဲနာတွင်တိုက်ပွဲများပြင်းထန်နေသည်စစ်ကောင်စီအနေဖြင့်တေဆုံမှုများပြားခြင်းကြောင့်အထိနာနေသဖြင့်စစ်ကူများကိုကြောက်ဖြူမျိုးတို့ရေတပ်သင်းမောများဖြင့်ပို့ဆောင်နေသည်မှာအင်အားတထောင်ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။ အရကတ်တော် AA အနေဖြင့်ရခိုင်ပြည်နယ်တွင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာမခါပါဝင်မြို့ဆလီမြို့ကိုတင်ပိုက်ထိန်းချုပ်ထားပြီးပြည်လေကမ်းရိုးတန်းဒေသများဖြစ်သည့်စစ်တွေကြောက်ဖြူမှန်အောင်စသည့်နောက်ဆုံးလက်ကျန်မြို့သုံးမြို့ကိုတင်ပိုက်ရန်ကြိုးစားနေသည်ဆလပီတောင်ငူလိပ်တို့လမ်းပိုင်းနှင့်နမောက်တို့တွင်စစ်ကြောင်းထိုးနေသည့်စစ်တပ်နှင့်တော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကချီရွာများကိုဇက်တိုက်ဝင်ရောက်စီးနင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ပဲခူးတိုင်းတောင်ငူလိပ်တိုလမ်းပိုင်းရှိကျေးရွာများကိုစစ်ကြောင်းထိုးပြီးပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေ၍စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များနှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တရင်3500နှင့်တက်ခွဲနှင့်မှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်မေလ28ရက်နေ့ကစတင်၍ရေရာရှိဘက်မှတက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းသည်လိတ်တူလန်ပိုင်းရှိထုံးမိုကြီးခရိုင်ချင်းဆက်လန်အတိုင်းတက်လာခြင်းဖြစ်ကြောင်း ရင်းစစ်ကြောင်းသည်လိတ်တို့လမ်းပိုင်းရှိထုံးပူကြီးစက္ကန့်နှင့်၆လုံးကြီးစက္ကန့်တို့ကိုအင်အားဖြည့်တင်းရန်ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါသည်။ထိုကျန်းဖက်စစ်တပ်စစ်ကြောင်းသည်တောင်ငူလိတ်တို့လမ်းပိုင်းရှိကြီးရွာများကိုဇက်တိုက်ဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်းနေအိမ်များတွင်စက္ကန့်ချပြီးတံမိုးကြီးပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေခြင်းဖြစ်ကြောင်းသိရပါသည်။ ဇွန်လ23ရက်နေ့24ရက်နေ့တွင် အချမ်းဘတ်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကမွန်ကုန်းကြီးရွာနှင့်ထုံးပိုကြီးကြီးရွာအနီးတွင်နှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်းယင်းတိုက်ခိုက်မှုအတွင်အချမ်းဘတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးသောလည်းတော်လန်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် စစ်ကွေးထိခိုက်တည်ဆုံးမှုကိုတော့အတိအကျမသိရဘူးရွာတွေမှာလည်းသူတို့စစ်ကြောင်းကြောင့်အကုန်ပြေးကြရတယ်အဲ့စစ်ကြောင်းကမေလ28လောက်ကနေပြီးရေရာရှိဘက်ကနေတက်လာပြီးလက်တူလမ်းကြောင်းကိုထုံးဖို့ကြီးခရိုင်ချင်းဆက်လမ်းကြောင်းအတိုင်းတက်လာတာပါလေတူလန်ကျောင်းမှာရှိတဲ့ထုံးဖို့ကြီးစက္ကန့်ကြောက်လုံးကြီးစက္ကန့်တို့မှာသွာလာနေပြီးအနီးနားရွာတွေကိုပတ်မှွေပြီးတံမိုးရှိတဲ့ပစ္စည်းတွေယူနေအိမ်တွေမှာစက္ကန့်ချနေတာကိုအဟန့်အတားလောက်တာပါဟု တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်3500နှင့်တပ်ခွဲနှင့်မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကတပ်ရင်3500နှင့်တပ်ခွဲ1နှင့် KNU တပ်မဟာနှင့်တပ်ရင်5လက်အောက်ကန်ကန်းနီကြားဒေသကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါရယ်ထို့ပြင်မကွေးတိုင်းနှမောက်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်ကကြီးရွာများကိုဇက်တိုက်စီးနှင်နေ၍ တော်လန်ရေးတပ်ဖွဲ့များကနေ့စဉ်လိုက်လိုက်တိုက်ခိုက်နေကြောင်းငပြေမပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ဆွန်လာကိုရက်နေ့တွင်နမောင်မြို့နယ်လက်ခုပ်ပင်ကြီးရွာအုပ်အတွင်စစ်ကြောင်းထိုးဝင်ရောက်လာသောအကြံဖက်စစ်ကောင်စီတပ်သားများသည့် လျော်တောင်ရွာကိုဝင်ရောက်စီးနင်းခဲ့ကြောင်းသိရပါတယ်။အကြံဖက်စစ်ကောင်စီတပ်သားများသည့်ခြေရွာအတွင်းရှိပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ယူဆောင်ပြီးပြည်သူများမွေးမြူထားသောချက်ဝက်များကိုလည်းတပ်ဖြတ်စားတောက်ခါလက်နေငယ်များဖြင့်ရန်တမ်းပစ်ခတ်ခြင်းကြောင့်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ ထိုစစ်ကောင်စီတပ်သားများတက်ဆွဲထားသောရော်တောင်ဖုံကြီးကျောင်းကိုငပြေမပျောက်ကြားတပ်ဖွဲ့နှင့်မဟာမိတ်တပ်များက40မမဘုံပစ်လောင်ချများဖြင့်တွားရောက်တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းလက်နက်ငယ်လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ရာမှတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည် ရင်တိုက်ပွဲအတွင်းကျန်းဖတ်စစ်တပ်ဘက်မှအသက်16နှစ်အရွယ်ကျောင်းသားတအူးကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးနမောင်မျိုးပေါ်မှာစစ်ကူစစ်ကြောင်းများရောက်ရှိလာခြင်းကြောင့်ဖြီသူပိုင်းနေအိမ်များကိုရန်ရှာမီဆိုရင်၍ထော်လန်ရေးတပ်ပေါင်းစုများကအထူးကိမရှိပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းသိရပါသည် စစ်ခွေးစစ်ကြောင်းကထိခိုက်တိုက်ဆုံမှုရှိနိုင်ပါတယ်။စစ်ခွေးတည်စီရင်တော့ကျွန်တော်တို့မသိရသေးဘူး။စစ်ခွေးတွေကသတင်းဖျောက်ထားတယ်။နောက်ပြီးစစ်ခွေးစစ်ကြောင်းကလည်းအခုထိပြန်မဆုတ်သေးဘူးရှိနေသေးတယ်။ကျွန်တော်တို့ရဲဘော်တွေလည်းခွေးစစ်ကြောင်းနောက်ကနေလိုက်ကပ်နေတော့တိုက်ပွဲကဆက်ရှိနေသေးတယ်ဟုငပြေမပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။ ဆက်လက်ပြီးမြိုင်မြို့နယ်တန်းလူတော်ရွာစာတင်ကျောင်းအနီးကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပေဆက်တက်လီဒီဖြင့်ဘုံကျဲတိုက်ခိုက်မှုဖြီသူ၆ဦးထိခိုက်ဒဏ်ရာရပြီး၂ဦးစိုးရင်ရတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်တန်းလူတော်ရွာစာတင်ကျောင်းအနီးကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပေဆက်တက်လီဒီဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ဖြီသူ၆ဦးထိခိုက်ဒဏ်ရာရပြီး၂ဦးစိုးရင်ရကြောင်းဝီလက်မြိုင်ဖွဲ့မှတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောဆိုပါတယ်။ ဇွန်လ15ရက်နေ့မိုးလယ်9:15မိနစ်ခန့်တွင်မြိုင်မြို့အနောက်ဘက်ရှိတန်းတို့တော်ရွာစတင်ကြောင်းအနီးကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပခုတ်ကူတပ်မှတရတင်မှတက်လာသောစစ်တပ်လေတီနှစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်တန်းတို့တော်ရွာမှအမျိုးသား2ဦးနှင့်အမျိုးသမီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအမျိုးသမီး2ဦးမှစိုးရိမ်ရကြောင်းထို့ပြင်နှောင်းနှကောင်လည်းတေဆုံးခဲ့ပြီးလူနေအိမ်နှလုံးနှင့်စပက်ကြီးတစ်လုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါသည်။ အကြံပတ်စစ်ကောင်စီတရဲ့ပခုတ်ကူတက်မှတရတိကတက်လာတဲ့စက်တက်လီဒီနှစ်စီးနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံသီးနှလုံးကျဲချတိုက်ခိုက်သွားကဖြီသူ6ဦးထိခိုက်ဒဏ်ရာရပါတယ်။နှစ်ဦးကတော့စိုးရင်ရတဲ့ဟုဝီလက်မြိုင်အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။